အားလုံးပဲမင်္ဂလာပါ အုံကမီယာပရာတုတခဏကနေပြန်လဲကျေးဇူးလိုက်ပါတယ်အခုတခါပြောပြပြီးမှာကတော့ ကီယမတောင်နဲ့ကိုလောင်ခွေဆိုတဲ့ဝိထုတူလေးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကီယမတောင်တောင်စင်းသိမ့်မွေးလှသောကိုလောင်ခွေတောင်မော်နဲ့တောင်အောင် ကွာလာမှသုံးလေးမိုင်ရဲ့အနောက်ယူမတခွင်မှာတော့ယူမကျော်ကွာ ငတိုင်းချောင်းလမ်းမှာခတိကရနေရာကြီးမယုံမရှိပါနဲ့ဆိုင်ရီသူတို့ရောက်အောင်သွားခဲ့တဲ့နေရာဒီတုန်းကတရားကုန်းပြင်ကဆိုင်ရီစရာညိုမင်းစန်တာနဲ့ဝေလွေမြင့်မောင်စနုပ်နဲ့ငိမ့်ညံ့တို့ဆိုင်ကယ်နှစ်စီးနဲ့ယူမကိုတက်ခဲ့ကြတာပါ28မိုင်ဝေးတဲ့ညောင်ကိုကိုင်းစခန်းအနီးမှာအနောက်ကကားနဲ့အရှိကကားပြီးဥတိုက်ရတဲ့ခွေးကညောင်မင်းကြီးနဲ့ အမေကီယမနန်နန်ဇီဒီလေးတစုကယနေ့တိုင်ရှိပါတယ်။အီတောင်အီနီယာဆိုင်ကယ်ပေါ်မှာစီးလိုက်ရင်တောရိပ်တောင်ရိပ်တဘာဝအလှပရှုခင်းများကြည်နေရင်ကျွန်ုပ်ရဲ့အတိတ်ကအတွေ့တစ်ခုတရိပ်ရိပ်ပြေးလို့ပေါ်လာပါတယ်။လွန်ခဲ့တဲ့15နှစ်အနည်း20ခန်းကဖြစ်ရမှန်တစ်ခုပါ။တီတာကုန်းပြင်ဆိုတာအမေတီတာနဲ့တီတာမောင်နှမတို့ပျော်စရာနှကုန်းရှိတယ်။လူဘဝကပေါ်တူဂီလူမျိုး ငစင်ကာနဲ့မေတော်စောဒရာတို့ကမွေးဖွားတဲ့နမရောတုပဘာဒီဝီနဲ့မောင်တော်နန္ဒဘိယမင်းသားတို့ရာဇဝင်ရေးခဲ့တဲ့စိုက်တရိယာခေါ်တဲ့တီရာကုံမြင်ရွာလေးတောင်ပေါ်မြူလီညသိနံစီဒီရွှေတန်းဦးစီဒီရွှေလာဖုံးစီဒီတော်တို့နဲ့တီတာချောင်းလေးကရစ်ခွေစီစဉ်ရင်တရားရဲချောင်းရဲတဘာဝရဲနဲ့အလောပနံတင့်လှပါရဲ့ ဒီတော့အမီတီရာကိုအစွဲပြုလို့အဲ့ဒီယိုမတောင်ကျောတရှောင်းရွခွေသွဲဝိုင်းနေကြည်မြင့်ကြီးရေးစည်းတခါရေးသားတလဲဆိုပြီးတော့ငုံဝမျက်မှကြီးတဲ့စီးစင်းတဲ့ချောင်းကလေးအဲ့ဒီပဝင်းချင်းရွာတွေကကြောက်ချောင်းကြီးတပြုတ်ပင်ဂုံးမြေလှဲလန်းကုတရက်ပြင်းကြီးစုစတဲ့ရွာတွေနဲ့ဟောဒီကီယမတောင်တွေကအမီတီရာပိုင်ဖြစ်တယ်ကျမ်းမာကျမ်းအမီတီရာကလည်းအမားမခံဘူး ။ဘာကြောင့်လဲဆိုတော့မောင်နှမချင်းပြန်လက်ဆက်လူတဲ့အလွန်ရှက်ကြတယ်တဲ့။တခါကဟင်းတာတစ်ဖက်ကန်းကအယက်သမားတယောက်ပစိုးခွင်းတိုင်းချောင်းဖြတ်ကူးတယ်။ပြောမရဆူမရအောင်ဟူပကန်းရောက်တော့ တုံးကနေလေတေးသွားခဲ့တယ်။အမားတော့မလုံမိစေနဲ့တောင်းပန်မှုအချိန်မရဘူး။သူ့အပိုင်စားရတဲ့နေရာဘလူးစီ လူးစီတော့လိုက်နာမှလမ်းမကြီးဖောက်တော့မျိုးကြီးဆိုတဲ့ကောင်မူမူယူယူနဲ့လေတကားမရှိဒါမရှိတဲ့ကောင် ဖုံးကြီးမန်းကြားမမ်းမသိတဲ့ကောင်စောက်တုံးနေပြီပြီးတည်တာအဲ့ဒီခွေးကို မျိုးကြီးခွေးတယ်ဗျာတဖြည်းဖြည်းမြင့်လာပြီးတော့တော်ရီတောင်တွေထူလာပြီးဝါးတွေတစ်တွေပေါက်တဲ့စိန်ကြီးမြိုင်ကြီးမှာဟိုတုန်းကဒူးဒူးရောက်ပေါက်နေတယ်ဒီတော့စကန်းတွေစောက်ထားရတယ်တားရဲကပေါ်တယ်လေအဲ့ဒါစတတ်တော့ဒါခုဆန်းလက်ပံမင်းညရာပင်ပေးနှထောင်ကျော်ပြီနော်နောက်ညောင်ကိုကိုင်း ဘေးဒါဘောဒီမယန်ငဆန်းအဲ့ဒါနားခိုတဲ့စကန်းတွေတောင်တွေညွညွမိုင်းမိုင်းဘိုးတော်ဘိုးလဇီးတောင် တောင်နီမျောတောင်ကီယမတောင်နောက်တော့တောင်ခွဲတို့ပေါ့ဗျာခုနကအမေကီယမတောင်သူ့ပိုင်ထဲမှာတင်တိုင်းဝင်တဲ့ကီယမကြီးတားမိနေရတယ်ဗျာနာနာဘာဝမြင်အပ်မမြင်အပ်သူ ကမစိတ်တိရှိကြတာမယုံမရှိနဲ့ ဟိုးလွန်ခဲ့တဲ့1984ခုနှစ်ကစနုပ်19မိုင်တစ်ဖာလုံးမှာကားပြက်လို့တညတာဒုက္ခခံခဲ့မှုတဲ့။တာရဲပေါ်တဲ့အချိန်ကအင်းကရင်မတောင်ကရင်မတောင်လူအုပ်ကြီးကတဖြည်းဖြည်းများလာပြီးသူ့ထက်ငါတိုးဝေးကြည့်ရင်လူစုလူကြီးဖြစ်နေကြတယ်။စနုပ်စူးစမ်းလို့တိလို့စိတ်နဲ့ဒိန်းထောင်းရက်ပြီးစင်းကြည့်လိုက်တော့ခတ်တုတ်တုတ်ပြေးတိုးကြည့်။နောက်ပက်လက်လန်လဲတော့မယ်။ဟဲခလေးခလေးလောင်းတနာပါရဲ့။ ဥရီတပြုံကြီးထွက်နေတယ်။ယောက်ျားလေးဗျ။စွကျဲအင်ဂျီဝါယောင်လေးနဲ့ပက်လက်လန်သေးနေတာ။သူ့ရှေ့မှာဂရင်းကားကြီးကရပ်ထားတယ်။ဘိန်းကြီးမှာသေးတွေအလိမ့်လိမ့်။ဒါလေးရေအဖေမင်းကိုတတ်တာ။အဖေလူမိုက်ကြီးပါကွာ။ဟီးအမေလူလေးရေအဖေစိုးလာကြည့်လား။အမေကင်မရဲ့ကျွန်တော်ကိုခွင့်လွှတ်ပေးပါကျွန်တော်အမားကိုဘေးမယူပါနဲ့တားလီ သားလေးကိုတနာပါဗျာတောင်းမှန်ပါတယ်မတိလို့မိုးလေမတိလို့မိုးချုံပြီးပါတယ်လူကလေးရေအမေကိုထားခဲ့ပြီလားမကြမီတီတာကုန်းမြင့်ရဲ့စခန်းမှုနဲ့ရဲတပ်ဖွဲ့ဝင်များရောက်လာတယ်တေမှုတေကင်းမှတ်တမ်းဓာတ်ပုံရိုက်ရဲလှုံထုံလုံးဤဥပဒေနဲ့အညီစောင့်ရွက်ကြတယ်မျက်စိတဲကမထွက်ဘူးစိတ်မကောင်းလိုက်တာဗျာဒါနဲ့ကျွန်တို့ကိုတိအောင်တို့အိမ်ရောက်တော့မှဖြစ်ချောင်းကုန်စင်သိရတယ် ဒီလိုဗျအဲ့ဒီကရေးမောင်းတဲ့ကောင်ကငမူးငယူကောင်ငပိဗျာနေတိုင်းမူ तू ကတစ်တုံးကိုဆွဲကားပေါ်တင်ပေးရတယ်။ညောင်ဆန်းတဲ့ထုတ်လို့ရေးကလေဖြစ်ချင်တော့သူ့မိမနောက်ကလေးမွေးတယ်။နေတာရလေးပဲရှိသေးတယ်။ထိုလူသမားတန်လျာမှာနေတာခလေးကနှစ်ခါလေးကြောကြောပဲရှိသေးတယ်။သူ့ဖေကငမူးဘာကိုမှအယုံကြည်မရှိအယုံသိမရှိဘူးလူရန်ကားဗျ။ဟုတ်လားပြောပါဦး။သူ့မိမနဲ့ရန်ဖြစ်မူရန်နဲ့ ဆဲတိုင်းညတိညပတ်ခိုင်းတိုင်းပြောတာသူမိမကကေယမဆိုတော့ဖေနဲ့ကလော်ဆဲတာရိုက်ရင်လဲကေယမကိုကျွဲရိုက်နွားရိုက်ပေါ့ညတညမှာသူမိမကေယမကိုအိမ်မက်ပေးတယ်တဲ့သူယောက်ျားငမှုကိုပြောလိုက်ငါနာမည်ကိုခေါ်မဆဲနဲ့မစော်ကားနဲ့နောက်တစ်ခါစော်ကားရင်နင်တို့အိမ်သားတွေကကံငယ်တဲ့သူကိုငါတက်မာတဲ့သူယောက်ျားကို ပြန်ပြောတော့မယုံဘူးကလော်ဆဲတယ်တဲ့နောက်သူ့ကို အိမ်မက်ပေးတယ်ဒီတစ်ခါဆင်းရင်နင်း ို့သားကိုကိုတက်ထောင်ထဲသွားနေသေးရမယ်တဲ့ဒီကောင်ယုံကြည်ကိုမရှိတာနော်ဒီလိုဗျဒီတကြောမှာ သူ့အပိုင်နဲ့သူရှိတာကိုလောင်ခွေဆိုတာလေဟိုတနေ့ကတေလုံကားမှောက်လို့ကိုလောင်ပြိုင်တည်တဲ့နေရာလေအဲ့ဒါအမေကီမပေါ့အမေကီမအပိုင်ပေါ့ကြားလိုက်တယ်ရေကြီးတရားရုံမှာတရားစွဲတယ်ဟုတ်တယ်ဟုတ်တယ်တေထုတ်လို့ရေကကာကြီး အလုတ်ပြီးလို့တစ်တုံးတွေတင်အလုတ်သမား၉ယောက်တင်ပြီးဖြုတ်ကြမှာဆိုလို့ကျိုးတဲ့ချီလာတာလေ။သူကရံမှုနေတော့အဲ့ဒီညောင်၉ခိုင်းမင်းနန်းနှားမှာ မတ်တရက်သေးပေါက်တယ်။သူတပည့်ကသတိထားဖို့ပြောတော့ဘဲကင်ရမလဲငါခရုမဆိုင်ဘူးငါစောက်ကြီးကိုမဆိုင်တာငါဆရာလာမလို့နဲ့ဆိုက မောင်းလာရင်ညိုကြီးကိုရောက်တော့တောင်မော်ကကားရှိန်မထိန်နိုင်ပဲမှောက်တော့တစ်တုံးတွေပြီးကားလဲတစားစီဖြစ် ငရဲခမ်းပွက်တလူအော်ရင်တေကုံနာကိုလောင်းဗျအဲ့ဒါဆွေးပြူလို့ကိုလောင်းခွေးလို့ခေါ်တာဗျဟုတ်တယ်မြို့နယ်တရားရုံးကကားမောက်တဲ့နေရာစင်းကြည့်တယ်ဓပုံဆရာကိုစိုးဝင်ဓပုံရိုက်တယ်လေဖလင်စည်းတော့တစ်တုံးပေါ်မှာတင်တိုင်းနီဝိနဲ့ကီယမာလီရဲ့ကားပေါ်မှာကတင်တိုင်းဖြူဝိနဲ့ကီယမာကြီးရဲ့အထင်းသားပေါ်နေတယ်တော်တော်ထူးဆန်းနေတာဂမ်ဘီယာဆန်လို့တော့တိတ်အံဩချရတယ် အဖြစ်ကသူ့သမီးကိုညင်ညင်ရံရံလှုပ်ပြလို့သူ့တင်တိုင်းသေးဆွလို့ဆိုရွာထဲမှာဝင်ပူးပြောတော့တာပါပဲသူကလည်းစားချီလိုက်တာရဲ့ဗျာဟုတ်တယ်ဗျာကျွန်တော်အလုသမားဘဝနဲ့လမ်းမာလုံတုန်းကအဲ့ဒီညောင်ကိုကိုင်းမှာအိတ်တုံးသုံးညဆက်တိုက်ကင်းမကြီးကသူ့သမီးယူရမယ်လို့အိမ်မက်ပေးတယ်ကျွန်တော်ကမယူပြရစီနဲ့ကျွန်တော်သားနဲ့မရနဲ့ပါလို့တောင်းပန်ပြီးပြန်ပြေးလာရတယ်ဗျာဟုတ်တယ်ဗျာဟိုကျွန်တော်မိတ်ဆွေတက်ပုံစီဟာကိုတင်ဝင်းရဲ့ ဒိုင်းမူးတင်လှရဲ့နိုင်ဆရာကိုထွန်းရဲ့မုတ်ဆိုးကိုထော်ရရဲ့နဲ့လိုက်သွားပြီးမြောက်ပေါက်ကလေးချိုးချီကခိုင်းလို့အမားလို့တော့တပတ်ချားပြီးအဲ့ဒီစနေသား၃ရက်တေးကုန်ကြတယ်ဗျာကရင်မတောင်နဲ့ကိုလောင်ကြီးကတော့စင်ချင်းတုံတရားမထားရင်တော့အမားနဲ့ရင်ဆိုင်ပြန်လမ်းမရှိတဲ့နေရာပါပဲဒါလေးကတော့ကရင်မတောင်နဲ့ကိုလောင်ကြီးဆိုတဲ့ဝိထုတိုလေးကိုစိတ်ဝင်စားပွဲပြောပြပေးတာပဲဖြစ်ပါတယ်